အာဘောလုံးဝါသနာပါတာကတော့အဖေနဲ့ဘောလုံးပဲဒီပါဦးပဲရေးချင်းနဲ့ဝါသနာပါခဲ့တာပဲအဲအဲ့ရန်လေးအေအဖေရဲ့တွန်းအားပေးမှုကြောင့်ဘောလုံးအဆောက်အအုံရရတယ်။လူငယ်ကမှဘွားကတော့အဲခိုက်တော့ခိုက်ခဲ့ခဲ့တယ်။ကျွန်တော်ကပါရမီပါရသူတွေမဟုတ်ဘူး။အဲစူးစမ်းပြီးတော့ဖြစ်လာတဲ့သူတွေဖြစ်တဲ့အတွက်အရင်နည်းနည်းတော့ခိုက်ခဲ့ခဲ့ပြီ။အာအကယ်မီရောက်ခဲ့ပုံကကျွန်တော်တို့ရှေ့ဘုံမှာနေတုန်းက ဒီမန်လီဂိမ်းစဖွင့်နေစဖွင့်တဲ့အချိန်မှာကျွန်တော်အသက်က10နှစ်ပဲရှိသေးရဲ့အဲ့တော့အဲ့တော့ကတော့ကျွန်တော်ကဒီတိုင်းပဲလေးလာလိုက်တယ်နောက်တစ်နှစ်ကျတော့တစ်နှစ်ပတ်လုံးလေ့ကျင့်ပြီးမှကျွန်တော်ဝင်ပြိုင်ရရဗျဟုတ်အဲ့ရတော့ကျွန်တော်ဒီမြန်မာဘောလုံးကယ်မီကနေပြီးတော့စပြီးတော့ရွေးချယ်ခဲ့တာဗျအဲ့ရနေတစ်ဆင့်ဒီတက်တန်းလိုက်ကကျွန်တော်ရဲ့ကြိုးစားမှုပုံမူတည်ပြီးတောက်လျှောက်ပါသွားဗျဟုတ်အဲအဲ့ finish ဆိုရဲစပေါ်တဲ့အချိန်မှာကျွန်တော်တို့အဲဒီပြောရမယ်ဆိုရင်လူအများကြီးပဲဗျဒီအကုန်ဒီ ယူတင်ရနေပြီးတော့လမ်းမကြီးအကြောင်း90လောက်ရွေးပြီးတော့မှကျွန်တော်ဝင်ပြိုင်ခဲ့ရဗျ။အဲ့ဒီအချိန်မှာတော်တော်အဲ့ဒီကစားမဘောအပြောင်းလဲဖြစ်သွားတဲ့ဟာလေးပြောလို့ရတယ်။ဘာလို့လဲဆိုတော့ဆရာတွေရဲ့တုံ့တင်မှုတွေရဲ့အရေးပါတဲ့အချိန်ပေါ့ကျွန်တော်လူငယ်ပေါ့လူငယ်ဖြစ်တဲ့အချိန်မှာအဲ့ဒီအရာတွေကသူတို့ရဲ့စီကံထိမ့်သိမ့်မှုတွေအဲအုပ်ချုပ်သူရဲ့ဟို control လုပ်ပေးတဲ့မှုတွေကြောင့်ကျွန်တော်တို့ဒီအတင်းဖြစ်လာခဲ့ရဗျဟုတ်အခက်ခဲဆုံးအချိန်တွေမှာရှိရဗျခက်ခဲတဲ့အချိန်ဆိုတာမျိုး ဒီရန်နာဘုံစဆာရောက်ချင်းကျွန်တော်နှစ်နောက်ဆက်ခွန်စဆာရောက်ချင်းနဲ့ကတော့တော်ခက်ခဲပရက်ရှာအများကြီးရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်အသက်ဆက်ခွန်နဲ့နဲ့အကြီးအသေးစင်းကိုတက်ရောက်တာတက်ရောက်တဲ့အချိန်မှာကိုယ်လည်းမသွင်းနိုင်တော့တရားသေးတော့အဲ့အချိန်မှာအဲလူကစိတ်ထက်ကြတာပေါ့။ဟာမဲစိတ်ထက်ကြတယ်အဖေကဘယ်တော့နေလဲတွန်းအားပေးတယ်။ဟုတ်။အဲ့အဲ့တော့ခက်ခဲဆုံးအချိန်ပဲ။ကျွန်တော်ရေရှင်။ကျွန်တော်ရေရှင်ဆိုရင်တော့ကျွန်တော် speed ရှိရယ်အဲ power ရှိရယ်အဲ finishing ဘိုင်းမှာကျွန်တော် အားတချက်ရှိရတော့နည်းနည်းမြင်မိရပြဟုတ်အကြီးက finishing ပဲ finishing တိခါပဲ heading နဲ့ finishing ပဲအဲ့ဒါကောင်းတယ်သူကဆိုတပွဲလုံးဘောလုံးဗနဲ့ချမှမထီရလဲသူစီတလုံးလာလို့တလုံးကိုလဲအဲ့သူကအကောင်းဆုံးတိုက်ရှိမှုပဲအဲ့လိုမျိုးဟုတ်မြင်မိရဟုတ်အဲစီးပြပြပါတယ်ပြရဆိုတာကကျွန်တော်ကဟိုရောက်သွားရင် foreigner အနေနဲ့ရောက်တာ foreigner ရင်းနဲ့သူများနဲ့တော့တန်းတူလိုက်နေလို့မရဘူးဗော local နဲ့တူတန်းတူတိုင်းလို့မရဘူး set training တွေပို့လို့ရတယ်ပို့စူးစမ်းရတယ်အဲ့လိုရရှိရတာဟုတ်အဲဒရန်ချင်းကကောင်းနေပါပြီတတင်းတတင်းအဲ ပို့ပြီးတော့တိုးတက်လာပြီဟုတ်ဘာလို့လောက်ပြနိုင်မယ်ဆိုတော့ထည့်ရင်တော့အကောင့်လို့လောက်ပြမှာပေါ့ဟုတ်အဲဟုတ်ကျွန်တော်အပရဲ့အဲ fan group ရဲ့ UAD ညာအပရဲ့သူတွေရှိရဗျသူတို့အကုန်လုံးတဲကျေးဇူးတင်တယ်အခုမှအပရဲ့သူတွေလည်းကျေးဇူးတင်တယ်မြန်မာဘောလုံးပိတ်သက်တွေကိုလည်းကျေးဇူးတင်တယ်သူတို့တွေအပရဲ့လို့ကျွန်တော်တို့ဒီလိုရက်တည်နေနိုင်တာဟုတ်အားလုံးပဲကောဒီကပါကစ္စတန်နဲ့ဘောဒါဒီအပရဲ့ကိုဒီအဲကျွန်တော်တို့ဒီပွဲကကျွန်တော်တို့အရေးအရန်အရေးကြီးတယ်သုံးမှတ်ရရင်ကျွန်တော်တို့ လိုပဲနေနေကျွန်တော်တို့ဝေးကွာနေတဲ့အာရှဘလောက်ဝင်ခွင့်ကိုရမယ်ဗျအဲ့တော့ live အပီကိုဖိတ်ခေါ်ချင်ပါတယ်ဟုတ်